လူဖြစ်လာပြီဆိုလို့ရှိရင်အရေးကြီးဆုံးခံယူချက်ကဘာလို့ဆိုရင်ကမ္မတက္ကတာတမ္မာဒိဋ္ဌိဆိုရင်မှန်ကန်တဲ့အမြင်ရအောင်လို့ပါမရသေးရင်ရအောင်လို့ပါကိုယ်တန်မရသေးဘူးဆိုလို့ရှိရင်ကမ္မတက္ကတာတမ္မာဒိဋ္ဌိဆိုတာဘာပြောတာတုန်းဆိုရင်ကိုယ်လှုပ်တာကိုယ်နဲ့ဆိုင်တယ်ဆိုတဲ့ခံယူချက်မြတ်စွာဘုရားကဟောတာတယ်ယံကမ္မံကရိတန္တိကလျာဏဝါပါဝကံဝါတတ္တကမ္မတ္တဒါယတာ ကောင်းတာလုပ်လို့ဆိုးတာလုပ်လို့ဘာလုပ်လို့ကိုယ်ပဲဆိုင်ကိုယ်ပဲမွေခံအဲ့ဒီခံယူချက်ထားတာကိုကမ္မတကတသမဒိဋ္ဌိအဲ့ဒီအမြင်ရှိရမယ်တဲ့မှန်ကန်တဲ့အမြင်အဲ့ဒီအမြင်မရှိရင်လူတော်လူကောင်းမဖြစ်နိုင်လူတော်လူကောင်းမဖြစ်တော့ဘူးဒါကြောင့်မလို့နံပါတ်1လူရဲ့လို့ဖြစ်လာလို့ရှိရင်ကမ္မတကတသမဒိဋ္ဌိဆိုတဲ့ကိုယ်လှုပ်တာကိုယ်နဲ့ဆိုင်တယ်ဆို ကိုလှုပ်တာကိုနဲ့ဆိုင်နေဆိုတဲ့အတွေးခေါ်ရှိတဲ့လူတယောက်ဒီအေးမကောင်းတာလုပ်ရင်ငါမကောင်းတာဖြစ်လိမ့်မယ်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်လိမ့်မယ်လို့သူခံယူထားတယ်ခံယူထားသည့်အတွက်ကြောင့်သူကောင်းတာလုပ်ဖို့ပဲကြိုးစားလိမ့်မယ်မကောင်းတာလုပ်ဖို့မကြိုးစားဘူးဘာဖြစ်လို့တော့ဆိုလူတိုင်းလူတိုင်းဟာကောင်းတာပဲရချင်တာပေါ့ဒါကြောင့်မလို့မကောင်းတဲ့အမွေတွေကိုတော့မခံနိုင်ဘူးကောင်းတဲ့အမွေရအောင်လို့ဆိုပြီးကောင်းအောင်နေလိမ့်မယ်တဲ့ ဒါကိုကိုကိုစဉ်းစားဖို့လိုအပ်တယ်ဒီဘဝတည်းမဲ့ကြည်လူတိုင်းလူတိုင်းဟာကံရဲ့ပုံရိပ်အမတ်တစိတ်တွေပေါ်နေတယ်အမတ်တမဲ့မနေနဲ့ကံရဲ့ပုံရိပ်အမတ်တစိတ်တွေလူတိုင်းလူတိုင်းမှာရှိတယ်ကြည်လေကံရဲ့ပုံရိပ်တွေဘယ်လိုပေါ်ရုံလို့ဆိုလို့ရှိရင်ဒါအမေရမွေးလို့အမေနဲ့တူတယ်အဖေနဲ့တူတယ်ဆိုတာแน่ๆပဲတူလို့ရတယ်အကုန်တူလို့မရဘူးเนาะ ကျန်တာကံကနေဆုံးဖြတ်ပေးသွားတယ်တချို့ကျတော့ယုံလှတယ်တဲ့တချို့ကျတော့ယုံမလှဘူးတဲ့ဒါကံရဲ့ပုံရိပ်မှတ်တစိတ်ပဲယုံလှတာဘာဖြစ်လို့ယုံမလှတာဘာဖြစ်လို့ဘသူလှုပ်တာမဟုတ်ဘူးကိုလှုပ်တာကိုလှုပ်တဲ့အမွေကိုရတာအမွေရတယ်ဆိုအဲ့ဒါပြောတာဒီဘဝမှာဒါတတိပဋ္ဌာယင်နောက်ဘဝလည်းဒီအမွေဆက်ခံအောင်မှာအေးအတိတ်ဘဝမှာစိတ်ခဏခဏဆိုးတဲ့လူတွေဟာရုပ်ဆိုးအကြီးတန်းဖြစ်တယ် ေါသကြီးတဲ့နောင်ဝသာထလေးဒီဘဝပဲကဲစိတ်ဆိုးနေတဲ့အချိန်ကိုယ့်ဟာကိုယ်မှန်တဲ့ကြည်ကြည်ဆိုင်မှာဘလောက်ရုပ်ဆိုးမလို့ဟုတ်ကဲ့လားစိတ်ဆိုးတာကိုလှတယ်လို့မြင်ရတဲ့ယုံများရှိလားဘလောက်လှတဲ့လူကြီးပြီစိတ်ဆိုးရင်ရုပ်ဆိုးသွားမှာပဲဟုတ်ကဲ့လားအဲ့တော့ဒေါသရဲ့အကျိုးဆက်ဆိုတာအကောင်းမထွက်လာဘူးပေါ့ဒီဘဝတွင်မဲ့အကောင်းမထွက်ဘူး နော်ငရဲကြည်လားမကြည်လားမေးမနေနဲ့ဒီဘဝတည်းမဲ့အယုတ်ဆိုးသွားပြီဒီဘဝတည်းမဲ့မျက်နှာကြောကြီးတင်းတယ်မျက်မှောင်ကြီးကုတ်တယ်နှုတ်ခမ်းကြီးဆူတယ်နောက်ဘဝလည်းအဲ့ဒါမျိုးကြီးပဲဖြစ်လာအဲ့ဒါပါတော့ကိုလုတ်တဲ့ကံရဲ့ပုံရိပ်တွေပေါ်နေတာတဲ့အေးဒီဘဝကြတော့တချို့ကြတော့မျက်နှာကကြီးကြီးလင်းလင်းပြုံးပြုံးရွှင်ရွှင်နဲ့ကြီးလင်းတဲ့မျက်နှာရှိတယ်ပြုံးရွှင်တဲ့မျက်နှာရှိတယ် မျက်နာကချိုးသားတယ်ဆိုရလူတွေရောမရှိဘူးလားပိုပွားတော့ကလည်းသူကစိတ်ကချိုးချိုးသားသားနဲ့နေခဲ့တဲ့ပုဂ္ဂိုလ်ဒေါသတိတ်မကြည်တဲ့ပုဂ္ဂိုလ်အမြဲတမ်းပြုံးပြုံးရွှင်ရွှင်နေလို့ရတဲ့နေခဲ့တဲ့ပုဂ္ဂိုလ်အဲ့ဒီကုသိုလ်ရဲ့ပုံရိပ်တွေဒီမှာလားထင်တယ်လို့ပြောတာထို့တူပဲပိုပွားတော့ကနှမျောလို့မလူတဲ့ကိုရှိတာကိုတယောက်တည်းတုံးတယ်ဘယ်သူမှမပေးဘူးမကမ်းဘူး အဲ့ဒါလို့စိကုတ်ပြီးနေလာတဲ့ပုဂ္ဂိုလ်ဒီဘဝကြပါတော့ဆိုတဲပုံနဲ့လာပြီးတော့ဖြစ်တယ်ပေါ့ခိုးဘဝတော့ရဲရော်ရော်တန်တန်လှူးလာတဲ့ပုဂ္ဂိုလ်တွေကြတော့ဒီဘဝမှာချမ်းသာတယ်ဟုတ်ကဲ့လားအေးတချို့ကလည်းပြောလိုက်မယ်သူစီးဘဝစူးစမ်းရှာလို့ချမ်းသာတယ်စူးစမ်းရှာတယ်ဆိုတာအထောက်အကူတစ်ခုပဲကံမပိုင်ဘာမှလုပ်လို့မရဘူးကံမပါလို့ရှိရင်တစ်ပင်တိုက်တောင်မသိဘူးနော် ဟုတ်ကဲ့ဥယျင်ပြိုင်ပြီးတော့စိုက်တာတောင်မှတချို့ဥယျင်ကြတချို့လူရဲ့ဥယျင်ကတအားသိပြီတချို့လူရဲ့ဥယျင်ကအသိမလိုက်ဘူးအဲ့ဒါဘာလို့ခေါ်တော့ဆိုကမ္မပစ္စယဥဒုသမုဋ္ဌာန်လို့ခေါ်တယ်ကံကောင်းလာတဲ့ပုဂ္ဂိုလ်ကသူကောင်းတဲ့ကံတွေကနေပြီးတော့ထုတ်လုပ်လိုက်တဲ့အခါကျတော့သူ့ဥယျင်ထဲမှာရှိတဲ့ယာတိဥရုတိတစ်ပင်တွေရဲ့အကြိုက်ယာတိဥရုဖြစ်လာတယ် ဲ့ဒါကြောင့်မလို့သူကံရဲ့အစွမ်းကြောင့်ယာတိဥရုတွေပြောင်းလဲသွားတယ်ပြောင်းလဲလာတဲ့ယာတိဥရုကြောင့်တစ်ပင်ကြီးကပိုတည်တယ်ဟုတ်ဒီလိုဖြစ်တာဟောဟိုလူတယောက်ကြတော့သူကကံမကောင်းဘူးကံမကောင်းတဲ့အတွက်ကြောင့်သူကံကထုတ်လုပ်တဲ့ဒီလူခန္ဓာကိုယ်ကထွက်လာတဲ့ဟာတွေကမကောင်းဘူးမကောင်းသည့်အတွက်ကြောင့်ဥယျာဉ်မှာဖြစ်နေတဲ့ญาติဥရုကလည်းမကောင်းတော့ဘူးမကောင်းသည့်အတွက်ကြောင့်အတိမသိတော့ဒါကံမပစ္စယဥရုသမုဋ္ဌာန်လို့ခေါ်တယ် ကံကိုအခြေခံပြီးတော့ဥရုကြောင့်ဖြစ်လာတာတဲ့တိုက်ရိုက်မဟုတ်ဘူးတဆင့်ကအကျိုးပြုတာနော်ဒါကြောင့်မလို့တချို့သစ်ပင်လေးတွေရှိတယ်လေအဲ့ဒီပန်းမြင်ကလေးတွေတချို့ပန်းမြင်ကလေးတွေက လူကအဲ့ဒီပန်းမြင်နာသွားပြီးတော့တချင်းလေးဆိုစောင်းလေးတီးပြီးလို့ရှင်အဲ့ဒီပင်လေးတွေလမ်းပြီးတော့ပွင့်ဒါဖြင့်သစ်ပင်ကတီးတတ်လို့လားအသိစိတ်ရှိလို့လားဆိုမဟုတ်ဘူး လူကစိတ်ထဲကပြောနေလို့ရှိရင်လူတန်တန်ကထွက်တဲ့ chemical တွေကလည်းအကောင်းနေထွက်လာ။နော်လူမှာအပြောင်းလဲရှိတယ်ဆိုတာတတိပဋ္ဌာန်ရင်မသိဘူးမသိနိုင်ကြဘူးပေါ့လူတွေမှာစိတ်ဆိုးနေတဲ့ထွက်တဲ့စိတ်ဆိုးနေတဲ့အချိန်ထွက်တဲ့လူရဲ့ခန္ဓာကိုယ်ကအငွေ့တွေနဲ့စိတ်ကြီးနေတဲ့အချိန်ထွက်တာနဲ့မတူဘူးတဲ့။အော်နိုင်ငံခြားလူတွေကတော့ကြံ့ကြံ့ဖန်ဖန်စားတယ်။ကမ္မထာအထုတ်နေတဲ့ပုဂ္ဂိုလ်ရဲ့အုံနောက်ဆက်နဲ့ဆန်းပြီးတော့ ရိုက်ယူကြည့်တယ်ကွန်ပျူတာနဲ့ကြည့်တယ်ဒီတိုင်းစိတ်လှုပ်ရှားနေတဲ့ပုဂ္ဂိုလ်ရဲ့အုံနောက်ကမ္မထထိုင်နေတဲ့ပုဂ္ဂိုလ်ကျန်တဲ့ဘဝဉ္ဇဉ်အကျိုးပြုတယ်စိတ်ပူလောင်နေတဲ့ပုဂ္ဂိုလ်တယောက်ရဲ့အုံနောက်ကိုစမ်းသပ်ကြည့်တဲ့အခါကျအဲ့ဒါလို့မလားအဲ့တော့လူတွေမှာစိတ်ပိုင်းဆိုင်ရာပြောင်းလဲသွားတာနဲ့တပြိုင်တည်းရုပ်ပိုင်းဆိုင်ရာပြောင်းလဲနေတယ်ဆိုတာထင်ရှားတယ်။ကဲအဲ့ဒါလို့စမ်းသပ်လို့မှသိရတာဆိုတာတဲ့ခုပါကိုပဲ အနုမာနဉာဏ်လို့ခေါ်တယ်အနုမာနဉာဏ်နဲ့ကြည့်ကြည့်ကိုယ့်ကိုယ်ကိုပဲစိတ်ဆိုးနေတဲ့စိတ်နဲ့ပဂတိငြိမ်းချမ်းနေတဲ့စိတ်နှစ်ခုရှိလာတဲ့အခါကိုယ့်ရုပ်ပုံကဘယ်လိုနေသလဲစဉ်းစားကြည့်ဒေါသထွက်နေတဲ့အချိန်ဖြစ်ပေါ်နေတဲ့ရုပ်စိတ်ကြည်ပြီးတော့ပြောနေတဲ့အချိန်ဖြစ်ပေါ်နေတဲ့ရုပ်တူလားမတူလားမတူဘူးဆိုရင်ကျန်တာတွေလည်းမတူဘူးလို့ပဲမှတ်ရမှာဟုတ်ကဲ့မတူဘူးအဲ့တော့ ီလိုအခြေအနေအရရက်ကိုပြောင်းလဲသွားစေနိုင်တဲ့တဘာဝတရားတွေကိုကိုမသိဘူးလို့ဆိုလို့ရှိရင်ကိုဘွားကြီးဟာဘယ်အကောင်းဖြစ်လာနိုင်မှာတော့နော်ဒါကြောင့်မလို့ကိုဘွားကောင်းမှုရာအတွက်အခြေခံပါလို့အပ်တယ်လေလို့ဆိုရင်မှန်ကန်တဲ့အမြင်တစ်ခုလိုအပ်တယ်အဲ့ဒီမှန်ကန်တဲ့အမြင်ဆိုတာ ငါဘာလှုပ်လို့လှုပ်တာငါဘာလှုပ်လို့ဆိုတာခြုံပြီးတော့ပြောတာငါဘာတွေးတွေးငါအတွေးဟာငါနဲ့သက်ဆိုင်တယ်ငါပေါ်မှာတုံ့ပြန်လိုက်မယ်ငါဘာပါဇက်ကပြောပြော ပြောတဲ့အပြောတွေကလည်းငါပေါ်မှာတုံ့ပြန်လိုက်မယ်အဲ့ဒါကိုအင်္ဂလိပ်လိုတော့ responsible လို့ပြောတာပေါ့နော် responsible ကိုယ့်ရဲ့လှုပ်ရက်တွေကလည်းကိုယ့်ပေါ်မှာတုံ့ပြန်လာမယ် လူတွေမှာ action လှုပ်လှုပ်ရှားမှု၃မျိုးရှိတယ်စိတ်ရဲ့လှုပ်ရှားမှုဒါတွေးတယ်လို့ပြောတာပေါ့မနောကံစာလို့ပြောရင်ဒါမနောကံစိတ်ရဲ့လှုပ်ရှားမှု စိတ်ရဲ့ပြုမှုမှုဝစီကံနှုတ်ရဲ့လှုပ်ရှားမှုနှုတ်ကပြောတာကာယကံကိုတိလက်ရောက်လုံးမှုဆိုပြီး၃မျိုးရှိတယ် အဲ့ဒီသုံးမျိုးဟာကိုယ့်ကိုစမ်းစစ်ရလိမ့်မယ်တဲ့အဲ့ဒီသုံးမျိုးဟာဘာတွေးတွေးဘာပြောပြောဘာလုပ်လုပ်ကိုယ်နဲ့ဆိုင်တယ်ကိုယ်နဲ့ဆိုင်တယ်